အာတခါမှမပြင်ဘူးတဲ့အမေကို Indian look လေးပြင်ပေးတာအမေကလည်းအရင်ရိုက်ချင်တာဖြစ်တဲ့အတွက်ဒါကြိုက်ဖြစ်တယ်ကိုရန်ကလည်းကျွန်တော်တို့ကလည်းလို့ဒီအမေကပဲမွေးတဲ့အသားမျိုးကျွန်တော်တို့လည်းလို့ Indian look ကိုသဘောကျတယ်အန်တီကငငယ်လေးလေးကအဲ့လိုရိုက်ချင်တာသူရဲ့ပုံစံလေးကိုကြိုက်တယ်ပန်းနေနဲ့ပန်းတာလည်းကြိုက်တယ်ဟိုဟွာပတိုင်းမပေါက်စရာမှားထားတယ်ကိုမုံထပ်ပေါက်ချင်တာဒီလောက်နဲ့မရအောင်လုံးဝအိလီယာလည်းမပြေပေါ်ပါဘောအော်တော့ပါ ဟို body တွေပါလဲနဲ့စ train နေပါပြီကျွန်တော်ရခိုင်သွေးရခိုင်သွေးလေအဖိုးကအတော့အဖိုးကရခိုင်အဖိုးကတရာတရာเนาะအဲ့ဒါအမေက50ကျွန်တော်ကအစိတ်ပေါ့ဒီပြောမှာမင်းအရင်ကနေနေလိုက်။ညဝိုင်းလေးပြောဆိုနေတာ။ဘာလို့လဲ။ ဟုတ်ကဲ့ဒါကျွန်တော်ရဲ့အမေအင်တာဗျူးတွေတော်တော်များများမှာလည်းအမေနဲ့ဖြေတာများပါတယ်ဒါကတော့ဒီနေ့ကိုအာတခါမှမပြင်မှုတဲ့အမေကို Indian look လေးပြင်ပေးတာအမေကလည်းအရင်ရိုက်ချင်တာဖြစ်တဲ့အတွက်ရိုက်ဖြစ်တယ်အန်တီကငငယ်လေးကအဲ့လိုရိုက်ချင်တာအဲ့ဒါကိုတလွတ်သားရေလို့ရိုက်ကြည့်ချင်တယ်လို့ဒါနဲ့အဲ့ဒါသူကဒီနေ့ရိုက်မယ်ဆိုတော့အသက်ဘယ်လောက်လောက်ထဲရလဲအပြိုလေးရအင်းကြီးကလည်းရိုက်ချင်တာဟုတ်တယ်ကြိုက်တယ် သူ့ရဲ့ပုံစံလေးကိုကြိုက်တယ်။အာရိုက်ဖို့တဲ့နေကြရိုက်ချင်တာပေါ့နော်ဒါပေမဲ့အတိခါတော့ရအောင်စီစဉ်မယ်ဆိုအာမနေ့ကညအထိကိုအသေးအတန်ဝတ်စုံလိုက်ရှာအကိုကလည်းရိုက်ပေးမယ်ဆိုတော့လည်းရိုက်ပြသွားတာဝတ်စုံကကျွန်တော်ကကြတော့ဟိုအရန်နေလို့စီကွတ်နေနဲ့အဲ့လိုမျိုးပွဲတက်ကြီးလိုမျိုးမဖြစ်ချင်တာတော်တော်များများငှားတဲ့ဝတ်စုံတွေကကြတော့ဟိုဘယ်လိုပြောမလဲပွဲတက်လိုမျိုးတွေပဲရှိတာအဲအဲ့ဒါမနေ့ကညဆိုင်နဲ့တိတ်နေပြီဒါအဲ့ဒီဟိုမကူလန်းဘက်ကမကူလန်းဘက်ကအိန္ဒိယဝတ်စုံ တိုင်းကနေမှဝတ်စုံတစ်ခါရခဲ့တာအဲ့ sanction ND ကလည်းအမေးရွယ်တော့ပဲအနေနဲ့တော့အမေးနဲ့တော်တယ်တခါလည်းမကြည့်တော့အကုန်လုံးအကုန်လုံးအကုန်လုံးဒါပေါ့နော်ကျွန်တော်တို့ကောအဲအကုန်လုံးအိုက်ကပဲဝယ်ခဲ့တာပြီးတော့လောလောနဲ့အိုက်ဆန်ထိပါကွာပြန်ယူလာခဲ့ကိုရန်ကလည်းကျွန်တော်တို့ကလည်းလို့ဒီအမေးကပဲမွေးတဲ့ဒါမျိုးကျွန်တော်တို့လည်းလို့အိန္ဒိယလွတ်ကိုသဘောကျတာ ူများတွေကိုရီးယားတွေထိုင်းတွေဖြစ်တင်တဲ့အချိန်မှာကျွန်တော်ဟိုဟာပတိုင်းမပေါက်စရာမှားထားတယ်အခုမဟုတ်ထပ်ပေါက်ချင်တာဒါလောက်နဲ့မရအောင်လုံးဝအိန္ဒိယလောက်အပြင်ပုံပါပေါ့အော်တော့မှာဟို body တွေပါလဲနဲ့စ train နေပါပြီကြာပြီနော်အမေအမေပြောတာတော်တော်ကြာပြီကျွန်တော်လည်းရိုက်မယ်ရိုက်မယ်ဆိုပြီးတော့အဲ့လို seasoning နဲ့လေအဒီခေါက်တော့ရအောင်ရိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုး quality ရတာဒီလိုရိုက်မယ်မပြော မာရီတဲ့နှစ်ရက်နေကြရင်ရက်ကူးရရှိတယ်နော်တဲ့အင်းအင်းလို့ပဲပြောလိုက်တာနောက်ခါကျမှလည်းမအားဘူးမပြောနဲ့တဲ့ကြိုးရတာတော့ဘာလို့ဆိုတော့တစ်ခါတည်းကျွန်တော်လည်းတယောက်တည်းလိုရတာများရဲ့လေခေါင်းထဲမှာငါဒါပြီးဒါလို့မတရားပြီးဒါလို့မအဲ့လိုစီထားတာဒါမပြောပြလို့ရှိရင်ဥမာအိုင်းနေကြမှာဟိုကွာဒါပေမဲ့ကက်ပြောတာများပါတယ်အများတစ်ခုဆိုရုပ်ရှင်သွားကြည့်မယ်ဆိုလည်းအဲအသေးစားအမြင်ပြင်းစစ်ကိုခေါင်းထဲမှာတော့စီထားတယ်ဒါပေမဲ့တစ်ခါတည်းမပြောပြတာ လိုတပီးအဲ့လိုဓာတ်ပုံတွေရိုက်ရတာဝါသနာပါအာပါတယ်ငငယ်တော့မုံမိုးတွေကိုမုံမစားဘဲနဲ့ဆွတ်ဆွတ်ရိုက်တာอืมပန်းတာတာပေါ့အန်ဒီလှုပ်ချင်နေတာကြာပြီပန်းနေနဲ့ပန်းတာလည်းကြိုက်တယ်စိတ်ကန်းတော့ရတော့ရင်လေအဲအားလို့လားအပါတယ်ဘာဖြစ်လို့ရောတော့လေမင်းနဲ့ကဒီဝါလီလေးဆိုတော့အာမဟုတ်ဘူးလေဗမာလေးအဲ့လိုပြောရတယ်တခါလေလည်းလူမီးမီးကြတယ် จาเลยว่าหนูจาเนี่ยวะล่ะอุดลุกพี่เจนาเลยกว่าตัวจาแล้วไม่ผิดแน่ฮ่าฮ่ามาเซยืนเนี่ยเนาะจะนนู้นจะขายตัวจะขายตัวยเหลือผัวผัวผัวตียาตียาเนาะจะมีงาเจจะนนูใส่บะจะขายตัวอ๋อ အအတိကတော့အဲ့လိုပြောတဲ့စကားလေးတွေမှာကိုလုတ်ဘာလေးငါလုတ်ပေးရမလဲပေါ့အဲ့လိုအမြဲတမ်းမှတ်ထားဖြစ်တယ်အာပြီးလို့ရှိရင်ကိုယ့်ရဲ့ activity လေးတွေမှာလည်းတက်နိုင်သမျှပေါ့နော်အအမေကိုပါစီကျင်တာပေါ့နော်အမှတ်တရလေးတွေအဲ့လိုမျိုးအဒေါက်တောင်းနဲ့လည်းဟွာလေးရိုက်ထားသေးတယ်ဒေါက်တောင်းနဲ့ကတော့ commercial တွေမဟုတ်ပါဘူး daily ပေါ့နော်အမေကိုဒေါက်တောင်းကနေမှအအမေကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုအစားအစာလေးတွေမှာပေးဖြစ်တယ်အဲ့လိုမျိုးလေးတွေလည်းရိုက်ထားဖြစ်တယ်ရိုက်ပါဒါပေမဲ့အမေကများသောအားဖြင့်ဓာတ်ပုံပူရိုက်ခြင်းနဲ့